မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကြားမှချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့အမျက်နာမှာဝက်ချန်တို့တင်းတိတ်တို့ပေါက်နေတဲ့သူတွေအတွက်အဲကျွန်တော်တက်တာပြောက်ကြီးစင်ကြီးတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်တော့ပါအဲတကယ်ဟိုမှကျွန်တော်တက်တာပြောက်ပြင်မဲ့အစင်းဒီကောင်းလေးမဟုတ်လို့အစည်းအဝေးမြတ်တာဖြစ်လာရောက်မြောက်ဝီပြခြင်းဖြစ်ပါတယ်ခင်ဗျာမျက်နာမှာကျွန်တော်တင်းတိတ်เนาะအမဲကွက်ကြီးเนาะတကယ်ဟိုမှလည်းကျွန်တော်တို့အဲ ြောမှာဆိုတော့မျက်နှာပန်းမလှအောင်ဆိုတာဒါကိုပြောတာပေါ့နော်ကျွန်တော်တို့အဲလူသားသူကြားမှာဆိုရင်ကိုမျက်နှာဒီတင်းနေအမဲကွက်နေတယ်ဆိုတော့ဘလို့မှအဆင်မပြေဘူးနောက်ပြီးတော့ဝက်ချန်နေပေါက်တဲ့သူပေါ့နော်အလေးချုပ်ဆိုတော်တော်များများကျွန်တော်ဗျက်သိကြီးဖြစ်ပြီးတော့ဝက်ချန်နေတအားပေါက်နေတာပေါ့နော်အဲ့လိုဖြစ်တဲ့အမျိုးလေးဆိုရင်ကျွန်တော်ရဲ့ view လေးကြည့်တော့ပါအဲမကြောက်သွားပါနဲ့ပေါ့နော်အဲစင်းနီလေးရတော့ကျွန်တော်ကြောက်တင်မုံပင်ကြောက်တင်မုံပင်ရဲ့ကြောက်တင်မုံပင်ရဲ့သူ့ရဲ့အပင်ကိုပြင်ဆင်၅ပါးပေါ့နော်သူ့ရဲ့အမြင့်ပါကျွန်တော်တပင်လုံးကိုကျွန်တော်ဆွဲနှုတ်မယ်ဆွဲနှုတ်ပြီးွားပြီးဆိုရင် ကျွန်တော်တို့ကမနှက်ဖက်သူ့ကိုကျွန်တော်တို့ကမျက်မနှက်ဖက်အတိုင်းကျွန်တော်တို့ကမျက်နှာသိပ်ပေးရမှာတော့အဲမနှက်မုံလေးကိုကတင်ရတဲ့နှုတ်ထားလဲရတယ်နှုတ်ပြီးတော့ပြုတ်ထားလဲရတယ်သူ့ကိုကျွန်တော်တို့အဲပြုတ်လိုက်နော်အပြုတ်ပြီးွားခန့်အနေတော်ပေါ့နော်ကျွန်တော်မနှက်မှုဆိုမျက်နှာဘယ်နှခွတ်သိပ်လဲပေါ့နော်ကျွန်တော်မျက်နှာကိုမျက်နှာသိပ်မျက်နှာသိပ်ရဘယ်နှခွတ်သိပ်လဲပေါ့နော်ထားလိုက်ပေါ့တစ်ခွက်ပေါ့နော်အဲယေရှုခွန်းနဲ့တစ်ခွက်ဆိုကျွန်တော်တစ်ခွက်ပြုတ်လိုက်အပြုတ်ပြီးသွားဆိုမနှက်တိုင်းเนาะသူ့ရဲ့ပြုတ်ကြီးကိုကျွန်တော်ပုံမှန်လေးမျက်နှာသိပ်ပေးပါเนาะ ဝတ်ချံတမားတွေတင်းတင်းဖြစ်တဲ့သူတွေတို့ကတကယ်မှကောင်းပါတယ်ဗောနော်တကယ်မှတသက်သာပြောခင်ပါဒီညလေးမှာကျွန်တော်တခုပြောပြချင်စင်တာပုံမှန်လေးတော့လုတ်ပေးသွားဖို့လိုပါတယ်ကျွန်တော်အခုနာမည်ကြီးနေတဲ့အစင်းကြီးเนาะအသားဖြူစေးတို့မျက်နှာသစ်စေးတို့เนาะနောက်ကပါလဲကျွန်တော်တို့ဝတ်ချံတို့တင်းတင်းတို့ပျောက်စေးတို့ရှိပါတယ်ရောင်းနေကြတာပဲလိုင်းပုံမှာတပူးရဲ့နှစ်ပူးရဲ့ ဆယ်ဦးတော့လိမ့်မှာပျောက်မှာလို့တလား၂လား၇လားထိလိမ့်မှာလို့ပျောက်မှာလို့ဆိုပြီးတော့ကျွန်တော်တို့ပတ်စံအကုန်ခိုင်းတော့ဝင်နေနေကြတဲ့အမျိုးတွေအများကြီးရှိပါတယ်ဒီဟာလေးကကျွန်တော်တို့ပတ်စံမကုန်ပါဘူးနေ့စဉ်မျက်နှာတည်သလိုပဲပုံမှန်လေးဒါကိုကသူ့ပြသူ့ရဲ့ပြုတ်ရည်လေးပုံမှန်လေးဒါတည်သွားပြီမယ်ဆိုရင်ဝတ်ချံသမားတွေတင်းသိသမားတွေကအမတန်မှကောင်းပါတယ်ပတ်စံလည်းတပြားမှလည်းကုန်ကြမလို့နော်ရေအစားသူ့ကိုမျက်နှာတည်ပေးတာပေါ့နော်ရေရေအစားသူ့ရဲ့ပြုတ်ရည်လေးကိုကျွန်တော်တို့ဒါမျက်နှာတည်ပေးတာပဲ နေ့စဉ်ပုံမှန်လေးတက်ပြပါစိတ်ရှိရှိလေးနဲ့ဇွဲကောင်းကောင်းလေးနဲ့တက်ပြပါကိုယ့်ရဲ့မျက်နှာလေးလှပဖို့အတွက်ပေါ့နော်ဒါကတော့ကျွန်တော်အဲတိုက်တွန်းချင်တာပေါ့နော်ကျွန်တော်တို့ကဘယ်စင်းနည်းမဆိုခဏတစ်ဖြုံနဲ့တော့ဘလိုယောဂါမှမပြောင်းနိုင်ဘူးကျွန်တော်ဆွဆွမြဲမြဲလေးနဲ့လှုပ်ပြီးမှသာကျွန်တော်ရဲ့ယောဂဝေဒနာလက္ခဏာမှန်တမ်းအားလုံးကတက်တာပြောက်ခင်းမှာပေါ့နော်အားလုံးလဲနော်မျက်နှာလေးလှပပြီးတော့နော်လူသားသူချာမှာမျက်နှာပန်းလှပါစီလို့ဒီနေ့လဲကျွန်တော်ဆုတောင်းပေးပါတယ်မျိုးတွေအားလုံးပဲနော် ျွန်တော်ရဲ့နောက်လာမယ့် view တွေမှာလည်းကျွန်တော်ဘယ်လိုစိတ်ဆွမ်းကောင်းမြအောင်အမျိုးရှိယူဆောင်လာပြီးအောင်လဲဆိုတော့လည်းကျွန်တော်ရဲ့ view တွေဆောင်မြည်ကြည့်ရှုပေးပါအောင်လို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။မျိုးတွေအားလုံးပဲကြမ်းမှချမ်းသာကြပါစေ။နာမျိုးကိုယ်တဲ့၆ပါးယောဂါကင်းဝေးပါစေ။ကတ်ကြီးသုံးပါးမှာလည်းကြော်လွားနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။အနာမျိုးကိုယ်တဲ့၆ပါးယောဂါကိုခံစားနေရသောဝေဒနာရှင်မျိုးတွေအားလုံးနော်။အမြန်ဆုံးတက်တာပြောက်ကင်းပါစေအနာနဲ့ဆီနဲ့တွေ့ပါစေဆရာကောင်းသမားကောင်းနဲ့တွေ့ပါစေ ကိုချစ်ခင်ရတော့မိသားစုနဲ့အတူအသက်တရတိုင်းမကအသက်နေရတိုင်းအေဂျင့်ပြောရှင်တော့မိသားစုဘွားခီလန်ကိုအေဂျင့်စွာငင်းစမ်းစွာနော်ဖြတ်တန်းနိုင်ကြပါသည်ချမ်းသာဒုက္ခအဖျက်ဖျက်နဲ့ပြည့်စုံနိုင်ကြပါစေလို့ဒီနေ့လေးကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါရစေခင်ဗျာ